Shalom alom be mingla ba Yeshu nama nai nokko satta ba de atat shin do phya nok pat do a phye khon a pe na we mya chin ne we mya khon a pe chin ne a ya ga kati do i ta so le nok pat do a phye khon a pe chin ne chano yue che da ne jam pai ga galati khanji tong a pai nge 26 ga ni pi do 29 ti phit de အဘယ်တော့နေဖို့မူကသင်တော်အပေါင်းဒီယေရှုခရစ်ကိုယုံကြည်သဖြင့်ဖယားသခင်ဤသားဖြစ်ကြ၏ခရစ်တော်၌ဗတ္တိဇံကိုခံတော်သူရှိသမျှဒီခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌ယူဒလိုမရှိဟေလတလိုမရှိ ဂျုံမရှိလူလုံမရှိယောက်ျားမရှိ မိန်းမမရှိ ထိုးသခင်၌တင်တော်အပေါင်းတည်တလုံးတော်ရတဲ့ဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆံလင်အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏အသက်ရှင်သောနှုတ်ပတ်တော်ဖြစ်သည့်အတွက်ဇာနာသူရောက်တိုင်းပေါ်မှာဖျားခင်ကောင်းချီးပေးပါစေဒီနေ့ဒီနှုတ်ပတ်တော်အဖြစ် ဒီဗီဒီယိုလေးကိုနားထောင်ကြည့်ရှုနေတဲ့ခွန်အားယူနေတဲ့သူတွေကိုခွန်အားပေးချင်တယ်အဲ့ဒီအရာကဘာလဲဆိုတော့ယုံကြည်ခြင်းအဖြစ်เนาะယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ဒီဘုရားသခင်ဤသားသမီးဖြစ်ရသောအခွင့်ကို ရရှိတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့ကြိုးစားခြင်းကျွန်တော်တို့ရဲ့ကြင်ကြံခြင်းကျွန်တော်တို့ရဲ့အားထုတ်နိုင်ခြင်းကျွန်တော်တို့ရဲ့ကုတော ကျွန်တော်တို့ရဲ့မျိုးရိုးကြောင့်ဒီနေ့ကျွန်တော်တို့ဒီဖခါရဲ့သားသမီးဖြစ်ရတော့အခွင့်ကိုရရှိတာမဟုတ်ဘဲနဲ့ယေရှုတော်ကြောင့်ယုံကြည်ခြင်းအဖြစ်ဖခါ၏သားသမီးဖြစ်ရတော့အခွင့်ကို ကျွန်တော်တို့ဟာ ရရှိတာဖြစ်တယ်။အာမင်။နောက်ဆက်ကမှကျွန်တော်ကြည့်အခါမှာကျွန်တော်တို့ဟာတဲ့ဘာကိုယူတင်ဝတ်ဆောင်တယ်လဲလို့ကျွန်တော်ကြည့်အခါမှာခရစ်တော်ကို ယူတင်ဝတ်ဆောင်တာဖြစ်တယ်။အာမင်။ဆိုခရစ်တော်ကိုယူတင်ဝတ်ဆောင်တယ်ဆိုတဲ့အရာကဘာကိုပြောချင်တာလဲဆိုခရစ်တော်အားဖြင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာကိုဂျေဇုတော်နဲ့ဂယုနာတော်ကလွမ်းချုံခြင်းကို ခံစားရတယ်လို့ပြောချင်တာဖြစ်တယ်။အရောက်တိုင်းနားလည်နိုင်ဖို့မြင်နိုင်ဖို့ရန်တဲ့ ရရှိကောင်းကြီးပေးပါစေ။ဒါကြောင့်ကျွန်တော်တို့ဟာခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူတွေဖြစ်တယ်။ဒါကြောင့်ခရစ်တော်ရဲ့အထဲမှာကျွန်တော်တို့ဟာ born again ဖြစ်လာတဲ့အခါမှာဒီနေ့ကျွန်တော်တို့ယုံကြည်သူအယောက်တိုင်းဒီခရစ်တော်အထဲမှာမွေးဖွားလာတော်သူတွေဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်အထဲမှာဒီနေ့ကျွန်တော်တို့ဟာခွဲခြားခြင်း၊ကွဲပြားခြင်းမရှိဘဲနဲ့ခရစ်တော်အားဖြင့်ကျွန်တော်တို့ဒီတလုံးတဝတဲ့ ရှိတော်သူတွေဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေခြင်းလဲခရစ်တော်ရဲ့အထဲမှာအသင်းတော်ထဲမှာဒီနေ့ကျွန်တော်တို့ဒီလူမျိုးအသားအယောင်ဂိုင်းကနာခွဲခြားခြင်းမရှိဘဲနဲ့ခရစ်တော်ဒီသင်နဲ့ကျွန်ုပ်ကိုချစ်တကယ်တော့သင်နဲ့ကျွန်ုပ်ဒီလဲအချင်းချင်းမေတ္တာနဲ့ပဲတုံ့ပြန်နိုင်တော်သူတွေဖြစ်ဖို့အားလုံးကိုဖျားကောင်းချီးပေးပါစေ29မှာခရစ်တော်အားဖြင့်ကျွန်တော်တို့ဒီကတိတော်ရဲ့တာ အာဗြဟံရဲ့သားအမွေစားအမွေခံဖြစ်ရတော့ခွင့်ကိုကျွန်တော်ရရှိတာဖြစ်တယ်။ဆိုတော့အာဗြဟံမှာသားနှစ်ဦးရှိတယ်။ပထမတအူးကဘယ်သူလဲဆိုတော့ဟာဂရာနဲ့ရတဲ့သားဂျွန်မရဲ့သားဣသမေလဖြစ်တယ်။ဒုတိယသားကတော့ကတိတော်နဲ့ဆိုင်သောစာရာရဲ့ဝမ်းထဲကနေမွေးဖွားသောဣဇက်ဖြစ်တယ်။ ။ဒါကြောင့်ကျွန်တော်တို့ဒီဟာဂရရဲ့အမျိုးအနွယ်ကနေပြီးတော့စဉ်းသက်တာမဟုတ်ဘဲနဲ့ယေရှုခရစ်အားဖြင့်အာဗြဟံရဲ့အမျိုးအနွယ်ဖြစ်ရသောခရင်၊ဣဇက်ရဲ့အမျိုးအနွယ်ဖြစ်ရသောခရင်၊ကဒီဒော်နဲ့ဆိုင်ပြီးတော့အမွေစားအမွေခံဒီနေ့ဖယားရဲ့ကဒီဒော်နော်သားသမီးတွေဖြစ်တယ်ဆိုတဲ့အရာကို နော်ဒီနေ့ခွန်အားပေးခြင်းနဲ့ ဝေမျှခြင်းနဲ့အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာလောကနဲ့ဆက်ဆံပြီးတော့မွေးဖွားလာတော့ဒါတွေမဟုတ်တော့ဘူးဒီနေ့ကျွန်တော်တို့ဟာ အပြစ်တရားရဲ့သားသမီးတွေမဟုတ်ဘူးအပြစ်ကြေးကျွန်ရဲ့မာနရဲ့ဒီနေ့ကျွန်တော်တို့ဟာအုတ်ချုပ်ခြင်းချီနှောင်ခြင်းနဲ့လက်ဖျားခြင်းမှာဒီနေ့ကျွန်တော်တို့ဟာကြားရောက်နေတော်သူတွေမဟုတ်ဘဲနဲ့ဂျေဇုတော်အားဖြင့် ယုံကြည်ခြင်းကြောင့်အာဗြံရဲ့အမျိုးအနွယ်ဂတိတော်သားတွေဖြစ်တယ်ဆိုတော့တော့ဘတ်တော်အဖြစ်ခွန်အားပေးနေဝေမျှခြင်းနဲ့အရောက်တိုင်းတော့ဘတ်တော်အဖြစ်ဖြာရှင်ကောင်းချီးပေးပါစေအာမင်